်မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ရှိမုံရွာမြို့အထိရခိုင်တပ်တော် AA ရောက်ရှိလာပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီရှိရာမုံရွာမြို့အထိရခိုင်တပ်တော် Arakan Army AA တပ်ဖွဲ့အင်အားများရောက်ရှိလာပြီးစစ်ကောင်စီဘက်တွင်အရေးကြီးဆုံးစစ်ရေးနှင့်မဟာဗျူဟာကြားသောဧရိယာတစ်ခုအဖြစ်ကျောင်းလဲလာနေကြောင်းသတင်းအရသိရပါသည် ။တရင်အရာအေအေတပ်ဖွဲ့များသည့်မကွေးတိုင်းနှင့်စကိုင်းတိုင်းတို့တဖြည်းဖြည်းတိုးချဲ့ဝင်ရောက်လာပြီးမင်းညနောက်ပိုင်းတွင်မုံရမျိုးအနီးအနားတွင်စစ်တပ်စခန်းများနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရပါသည်။မုံရမျိုးသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီနီယာဖြစ်ပြီးမြမစစ်အာဏာရှင်စနစ်အတွက်အဓိကထောက်ခံစစ်ဗဟိုဌာနဖြစ်သောကြောင့်ရှင်းနေရသူအေအေတပ်ဖွဲ့များဝင်ရောက်လာခြင်းသည့်စစ်ကောင်စီဘက်အတွက်အပြင်းအထန်သတိပေးချက်တစ်ခုဖြစ်နေပါသည် ဒေသခံများအဆိုအရမုံရွာမြို့အနီးတွင်မနေ့ညအထိဘုံတန်များနှင့်လက်နက်ကြီးဖြစ်တံများကြားနေရကြောင်းပြောပါရယ်မုံရွာမြို့တွင်ရှိစစ်တပ်တရင်များတမတော်လေးတရင်များနှင့်စစ်စေးရေးစက္ကန်းများမှတပ်သားများအားအရေးပေါ်ခုံလုံးစက္ကန်းတို့ပြောင်းရွှေ့နေကြပြီဟုဆိုပါရယ်ရခိုင်တပ်တော်အဖွဲ့ထဲမှတအုပ်ကောင်မိနစ်ပိုင်းမီဖက်ဆက်အနေနဲ့အရရမှပြောဆိုရတွင်ကျွန်တော်တို့အဖွဲ့ဟာရခိုင်ပြည်နယ်နယ်နိမိတ်တွေတဲကနဲ့တဖြည်းဖြည်းမြန်မာစစ်တပ်၏အင်အားကိုဖိနှိပ်လာနေပါတယ်။မုံရွာတောင်ပိုင်းနယ်မြို့အနီးနားတွေမှာစစ်တပ်တွေအတော်နေသွားပြီး တိုက်ပွဲတွေမှာလည်းသူတို့အပြင်းထန်ဆုံးခံစားနေရပါတယ်ဟုပြောကြားခဲ့ပါတယ်။နောက်ပိုင်းသတင်းအရမုံရွာမြို့အနီးရှိရက်ခွက်အချို့တွင်နေထိုင်သူများကိုစစ်တပ်ဘက်ကအရေးပေါ်ပြောင်းရွှေ့စေပြီးမြို့အတွင်းတွင်စစ်စစ်ရေးအခြေအနေထူထောင်နေကြပါတယ်။လေတပ်ကလည်းမနက်ပိုင်းကစစ်စစ်ရေးလင်းရင်အနည်းဆုံးနှစ်ဆင်းဖြင့်ပြန်တမ်းအုပ်ချုပ်နေကြောင်းသတင်းရရှိပါတယ်။ AAE စီရေးအောင်မြင်မှုများသည့်အခြားတိုက်ပွဲဌာနများဖြစ်သည့်ဇက်ကိုင်းမကွေနှင့်ဧရာဝတီဒေသများတွင်လည်းအပြန်အလှန်တက်ရောက်မှုရှိလာနိုင်ကြောင်းသတိပေးထားကြပါသည် တရင်အချို့တွင်လည်းအေအေတပ်ဖွဲ့များသည့်မုံရွာမျိုး၏အနောက်ဘက်မူဆယ်သို့ဆက်သွယ်သည့်လမ်းများတွင်တက်ဆွဲနေပြီးလာမည့်ရက်များအတွင်းစစ်အရေးအခြေအနေပုံမပြင်းထန်လာနိုင်ကြောင်းတွေးခေါ်နေကြပါသည်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီနီယာမှတက်စစ်ရခိုင်တပ်တော်၏စစ်ရေးတိုးတက်မှုသည်မြန်မာစစ်တပ်၏အကြီးအကဲထောက်ခံစနစ်ကိုချိုးဖောက်နိုင်ပြီးအရေးကြီးစစ်စီရေးအဆင့်တစ်ခုအဖြစ်သုံးသပ်ရမည်ဖြစ်ပါသည်။ဆက်လက်ပြီးပါကံမျိုးနဲ့မော်စီစာလမ်းဆောင်တွင်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သားထိခိုက်ဒေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကချင်ပြည်နယ်ဖားကန်းမြို့နယ်မော်စီစာကြီးပါမိန်လက်မလမ်းဆောင်တွင်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းဖားကန်းဒေသတရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာ10ရက်နေ့နဲ့7နိုင်20မိနစ်ချိန်ဖားကန်းမြို့နယ်မော်စီစာကြီးပါမိန်လက်မလမ်းဆောင်တွင်အကြမ်းဖက်စစ်ရင်တန်းကိုတော်လှန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးဒေဆုံးတရာရရှိသူများကိုဖိသူပိုင်ကားများချောဆွဲကတည်ယူနေကြောင်းသိရပါရယ်။ ဘယ်နှစ်ယောက်ထိလဲတော့မသိဘူးထိခိုက်မှုရှိလို့ပြည်သူတွေရဲ့ကားပေကိုရက်ခိုင်းချိုးဆွဲပြီးအချိုးဖို့လုပ်နေတာအကြံဖက်စကားမတွေကားဒရကျန်းမောင်းပြီးအသွားလာလုပ်နေကြသလိုတော်လိုင်းရေးဘက်ကလည်းဂျာဖြတ်တိုက်ခိုက်မှုတွေရှိနေတာကြောင့်မိဘပြည်သူတွေအနေနဲ့အတက်နိုင်ဆုံးအပြစ်မထွက်ပဲအသွားလာဆင်ခြင်ကြဖို့လိုပါတယ်ဟုဒေတာသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်အလားတူဖားကတ်မော်စီစာလမ်းမပေါ် KBC ဖျားကြောင်းရှိနိုင်လေမိုင်းပေါက်ခွဲမှုဖြစ်ကပြည်သူတအူးတည်ဆုံးပြီးတအူးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် ယခုရက်ပိုင်းတွင်အကြံဖက်စစ်ကောင်စီတပ်ကဖားကန်မျိုးနှင့်လုံခင်မော့စီစာစသည့်နေရာများကိုအသွားလာလှုပ်ဆောင်လျက်ရှိပြီးတော်လရင်တပ်ဖွဲ့များကလည်းမိုင်းဆွဲတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်။ကင်းလေတာလားတပ်ပြောင်း၍လုံနေကြလာလားတော့မသိဘူး။ဒီတရက်နှစ်ရက်တော်တွင်စစ်သားတွေအသွားလာတအားလှုပ်နေတာဖားကန်ကိုသွားလိုက်လုံခင်သွားလိုက်အခုတက်ဆွဲထားတဲ့မော့စီစာဖျားကုန်းပေါ်တက်လိုက်နဲ့ရှုပ်ရှက်ခတ်နေတာကျွန်တော်တို့ကြားရတဲ့သတင်းကလမ်းကျောပေါ်တက်လာတဲ့စစ်ကြောင်းကိုမြို့ပေါ်မှာလုံခြုံရေးယူတယ်ဆိုတဲ့ပုံစံမျိုးလေးပြောကြတယ်။ အဲ့ဒါကတော့အတီးပြုလို့မရဘူးအတီးပြုနိုင်တာကတော့စစ်သားတွေကကားတွေနဲ့တောက်လျှောက်အသွားလာတွေရှိနေပြီးတော့တော်လန်ရေးဘက်ကလည်းလမ်းပေါ်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေဆက်ရှိနေတဲ့အနေအထားဖြစ်တာမိုင်းဆွဲတိုက်ခိုက်တာလည်းဘယ်နေရာမှာမှအသေးထိုင်ပြီးတိုက်နေကြတာမျိုးတော့မဟုတ်ဘူး။တွားရင်လာရင်မိုင်းဆွဲနေကြတာအဲ့ဒီကြားထဲမှာမှပြည်သူတွေလည်းထိခိုက်မှုရှိနေတဲ့အနေအထားမျိုးဖြစ်တာဟုဒေသခံသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဆက်လက်ပြီးမိမိဒေသတစ်ခုရဲ့လွတ်မြောက်ရေးထက်ပြည်တော်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထည့်သွင်းစဉ်းစားလုပ်ကင်ကြရန် ။ NUG ဝန်ကြီးချုပ်မှန်ဝင်းခိုင်တန်းတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကိုတော်လန်တိုက်ခိုက်နေသောတပ်ဖွဲ့များအလုံးအနေဖြင့်မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထံပြည်တော်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထဲသွင်းစင်စားလုပ်ကင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။ရှမန်နီနိုဝင်ဘာလ9ရက်နေ့ကကျင်းပပြုလုပ်တဲ့ရန်ကုန်လွှတ်တော်တသမအကြိမ်မြောက်အစည်းအဝေးအခမ်းအနားတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ ရွေးဦးဒေါ်လန်ရီသည်ငါးနှစ်ထဲသို့ရောက်ရှိလာပြီဖြစ်ပြီးဒေါ်လန်ရီအဆုံးသက်ပန်းနိုင်သည်လည်းနီးကပ်လာပြီဖြစ်ကြောင်းထို့ကြောင့်အောင်ပွဲနှီးလေလေအခက်တွေ့လေလေဖြစ်ပြီးအရေးအချင်းများလည်းတိုးတက်လာပြီဖြစ်ကြောင်းဒေါ်လန်ပြည်သူများ၏မှန်ကန်တည့်မှတ်သည့်အရေးအချင်းစစ်စစ်များကိုအသုံးပြုကာဒေါ်လန်ရီခီးအဆုံးထိရှေ့ဆက်ကြရမည်ဖြစ်ကြောင်းအတည်ပြုထားပါသည်ခီးဆုံးမရောက်သေးခင်ကာလမှာတော့ဘတ်ဆောင်ထောင်းဆောင်ကနေထိုက်ပွဲဝင်ရင်းမိမိတို့ဒေတာတစ်ခုနဲ့လွတ်မြောက်ရေးချက်ပြည်အောင်စုတော်ဝန်လုံးလွတ်မြောက်ရေးကိုလည်း မဖြစ်မနေချဲ့သွင်းစစ်ဆာလုပ်ကင်ဆောင်ရွက်ကြဖို့လိုပါတယ်။ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ဆိုတာဟာအကြံဖက်စစ်အုပ်စုကိုအပီးတိုင်ဖြိုချနိုင်မှာဖြစ်ပါမယ်။ပြည်ထောင်စုရဲ့မြည်သည့်အရက်ဒေတာနိုင်မဆိုမြန်မာနိုင်ငံနဲ့နိမိတ်အတွင်အကြံဖက်စစ်အာဏာရှင်ရဲ့အာဏာရှင်မျိုးဆက်တွေမရှိတော့မယ့်အခြေအနေမျိုးရောက်မှာဒီမိုကရေစီအနှစ်သာရနဲ့ဖက်ဒရယ်စနစ်ကိုအပြေအဝအကောင့်ထဲဖော်နိုင်မှာဖြစ်ပါတယ်ဟုပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုပါတယ်။ ထို့ကြောင့်နိုင်ငံရေးတာဝန်ရေးဖန်နာရေးစစ်မျက်နှာများတွင်အောင်မြင်မှုရရှိအောင်ဆောင်ရွက်နေကြသည့်အပြင်စစ်ရေးတွင်လည်းအရှိအဟုန်မြင့်တင်ကာတော်လရေးရဲဘော်များကကိုစွမ်းညံစွမ်းရှိသည်များစ조사နေကြောင်းဝန်ကြီးချုပ်ကအသိပေးပြောဆိုပါရယ်ဆက်လက်ပြီးကမ္ဘလူမျိုးနယ်တွင်စစ်တပ်နှင့်ဖြူစောထီများကကြည်ချင်းရွာရှိပြည်သူနေအိမ်များကိုမိရှုဖျက်ဆီးတဲ့ဆိုတဲ့တဲ့ရင်ကိုထင်ဆက်ပြီးတော့မှဖြစ်ပါရယ် စကိုင်းတိုင်းကံမလူမျိုးနဲ့ကြည်ချင်းရွာတွင်အထိုင်ချတက်ဆွဲထားသည့်အချမ်းဖက်စစ်တပ်နှင့်ဖြူစော်တီများကြည်ချင်းရွာရှိပြည်သူပိုင်၏အင်များကိုမိရှို့ဖျက်ဆီးနေကြောင်းကျွန်းလကံမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံမလူခရိုင်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့နံနက်8:15မိနစ်ခန့်အချိန်ခန့်တွင်အချမ်းဖက်စစ်သားများနှင့်ဖြူစော်တီများကကြည်ချင်းကြီးရွာကိုမိရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရပါရယ်။ပြည်သူတွေဖမ်းဆီးခံရတာတော့မကြသေးဘူးဟုကျွန်းလကံမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကံဘလူခရိုင်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်အကြံဖက်စစ်သားများသည်ကြည်ကျင်းရွာကိုဩဂုတ်လအတွင်းကလည်း၄ရက်ဆက်တိုက်မိရှုဖြက်စီးမှုများလှုပ်ဆောင်ခဲ့တဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါရယ်အကြံဖက်စစ်တပ်ကစကိုင်းတိုင်းကလေးမြို့နယ်ရွှေဘုပွက်လက်နှင့်ကံဘလူမြို့နယ်များတွင်စစ်ကြောင်းများကိုယာကြည်သောစစ်အင်အားများဖြင့်ချီတက်၍ပြည်သူပိုင်ကျင်းရွာများနှင့်နေအိမ်များကိုစစ်ကြောင်းထိုးမိရှုဖြက်စီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများအရှိန်အဟုန်ဖြင့်လှောက်ဆောင်နေကြောင်းဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ် ဆက်လက်ပြီးစစ်ကောင်စီနဲ့အပြစ်ရပြီးနောက် DNL ထိန်းချုပ်ထားတဲ့နောင်တောင်းနယ်ဇက်ကိတ်ကိုတရုတ်ပြန်ဖွင့်ပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီနဲ့တအောင်တက်မတော် PSLF DNL ထိန်းချုပ်ထားတဲ့တရုတ်မြန်မာနယ်ဇက်နှက်ခမ်းမျိုးနဲ့တရုတ်နိုင်ငံဆက်သွယ်ထားတဲ့နောင်တောင်းနယ်ဇက်ကိတ်ကိုတရုတ်ဘက်ကပြန်ဖွင့်ပေးခဲ့ပြီလို့သိရပါတယ်။နယ်ဇက်ကိတ်ပြန်ဖွင့်တာဟုတ်တယ်။ပစ္စည်းတွေတော့အသေးလို့မရသေးဘူး။တရုတ်ဘက်ကဂိတ်ပြင်နေတာတရုတ်ပြည်ဘက်ကလူတွေတော့အဝင်ထွက်လုပ်လို့ရပြီလို့နှက်ခမ်းဒေသခံတအူကသတင်းဌာနကိုပြောပါတယ်။ နောင်တောင်းနေဇက်ဂိတ်ကိုပြီးခဲ့တဲ့2024ခုနှစ်2029စစ်စင်ရင်ဒုတိယလိုင်းစတင်ပြီးနောက်တရုတ်ဘက်ကပိတ်ထားခဲ့ပြီးတနစ်ကျော်အကြာမှာပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံသားဝင်မှုကြောင့်စစ်ကောင်စီနဲ့တအောင်တတူအပြစ်ရဖို့သဘောတူပြီးနောက် DNL က၎င်းတို့ထိန်းချုပ်ထားတဲ့မိုးကုံနဲ့မိုးမင်းငွေတို့ကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ဒါပြင်စစ်ကောင်စီဘက်က TNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေးချောင်းတိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းမပြုလို့ရပဲနှစ်ဖက်တပ်တွေရောက်နေတဲ့နေရာများအနီးမှာ မနေ့အောက်တိုဘာ29ရက်ကစပြီးအပြည့်ရဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ကျွန်မတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။